ားလုံးမင်္ဂလာပါ69ကုသမာ99ရှိတဲ့ရွှေအခဲကိုဝယ်စုခြင်းနဲ့မိတ်ဆွေတွေအတွက်69ကုသမာ99ရှိတဲ့ရွှေအခဲကိုတက္ကရာကနေစပြီးဝယ်စုလို့ရနေပြီလို့သိရပါတယ်69ကုသမာ99ရှိတဲ့ရွှေအခဲက96ကုသမာ900ခန့်လို့ရှိတဲ့ရွှေအခဲလို့တစ်ပတ်သားနှစ်ပတ်သားနဲ့ရောင်းတာမဟုတ်ပါဘူးသူကဂရန်ချိန်နဲ့တက်မှတ်တာဖြစ်တဲ့အတွက်ဂရန်ချိန်နဲ့ရောင်းတာဖြစ်ပါတယ်လက်ရှိမှာဆိုင်ကရောင်းချနေတဲ့ရွှေဂရန်ချိန်လေးတွေကိုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပါမယ်ရွှေအခဲအသေးဆုံးကတက္ကရာ2.5 g 10 g အခဲ20 g အခဲ50 g အခဲ 100 gram အခဲ250 gram အခဲလက်ရှိမှာကျွန်တော်ပြောပြနေတဲ့ gram ချင်းအခဲတွေကစိုင်မှာဝယ်လို့ရနေတယ်လို့သိရပါတယ်။ gram အခဲသေးသေးလေးတွေက အတွဲလိုက်ဝယ်လဲရတယ်လို့သိရပါတယ်။ gram အတွဲတစ်တွဲကိုအခဲ20ပါပါတယ်။အခဲ90 gram အတွဲအခဲ100 gram အတွဲဒီလိုအတွဲတွေကိုလည်းစိုင်မှာဝယ်ယူလို့ရတယ်လို့သိရပါတယ်။သူပြောတာကတော့ gram ကိုလက်ခက450ရှိတယ်လို့သိရပါတယ်။ အတွဲလိုက်ဝင်မယ်ဆိုရင်တော့ဆိုင်မာရောက်မှာပဲလက်ခကကျင်းတည်တည်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြနေတဲ့ဂရမ်အချိန်တွေကလက်ခမပါသေးပါဘူးအရှိမတော့69.99ရှိတဲ့ရွှေအခဲတဂရမ်ကိုလက်ရှိပေါက်ဈေးက3489ပန်းနဲ့ပေါက်ဈေးရှိနေပါတယ်69.99ရှိတဲ့ရွှေအခဲကကဘာရွှေဈေးလိုအချိန်မြွေဈေးနှုန်းကပြောင်းလဲနေတာဖြစ်ပါတယ်69.99ရှိတဲ့ရွှေအခဲကဝယ်ထားပြီးလို့ရှိရင်နိုင်ငံတိုင်းလိုလိုမှာပြန်ရောက်လို့ရတယ်လို့သိရပါတယ်69.99ရှိတဲ့ရွှေအခဲကိုစိတ်ဝင်စားလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ကွန်မန့်အောက်မှာလင့်ချထားပေးပါမယ် ်။ကျွန်တော်ချထားပေးတဲ့လမ်းညွှန်ကနေပြီးတော့ဆိုင်မှာတော်ဝယ်လို့ရပါတယ်။ကျွန်내ကတော့တော်တော်လေးဝေးတဲ့အတွက်ကျွန်တော်ကဆိုင်ကိုမရောက်ပါဘူး။ဝယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကလမ်းညွှန်ချထားပေးခြင်းဖြစ်ပါတယ်။ကိုစက်ကိုတော်မှာကိုကိုရှိတဲ့ရွှေအခဲတအောင်စာကို 31.139 gram ရှိတယ်လို့သိရပါတယ်69.99ရှိတဲ့ရွှေခဲတအောင်စကိုထိုင်းငွေနဲ့ဘလောက်ထိရှိနိုင်လဲလို့သိချင်တယ်ဆိုလို့ရှိရင်တဂရန်ကို3488ဘက်ရှိတဲ့အတွက်တဂရန်ရဲ့တန်ဖိုးနဲ့31.139 gram ကိုမြောက်ကြည့်လိုက်ရင်သိနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ